ပြီးခဲ့တဲ့ရပိုင်းကနေပြည်တော်မှာကျင်းပခဲ့တဲ့ငင်းကြံသောမြန်မာအနာဂတ်တည်ဆောက်ခြင်းအလုံယုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့အကြံပြုချက်တွေလက်တွေ့အကောင့်ထဲပေါ်နိုင်မလားဆိုတဲ့အပေါ်စေင်းနဲ့နိုင်ငံရေးကဲခက်တွေကထောက်ပြနေကြပါတယ်။2025ခုနှစ်အောက်တိုဘာ15ရက်ကနေ19ရက်ထိနေပြည်တော်မှာအလုံယုံဆွေးနွေးပွဲကျင်းပခဲ့ရာဆွေးနွေးအကြံပြုချက်တရားတစ်ချက်ရရှိခဲ့ကြောင်းအဲ့ဒီဆွေးနွေးပွဲမှာနိုင်ငံရေးကဏ္ဍမှာအကြံပြုချက်48ချက်နဲ့စီးပွားရေးကဏ္ဍမှာတော့အကြံပြုချက်53ချက်ရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအကြံပြုချက်တွေကိုအလုံးစုံမဟုတ်ပဲ သုံးပုံတစ်ပုံသာအကောင့်ထဲပေါ်ဆောင်ရွက်သွားနိုင်ပါကမြမအရှိတွန်းတိတာတဲ့အကျိုးဆက်များစွာရှိတယ်လို့ရန်ကုန်စောက်ကြီးအဖွဲ့ဥက္ကဋ္ဌဒေါက်တာညိုအသိန်းကစီရင်တဲ့တင်ဌာနကိုပြောပါတယ်ဒီအကျံကြီးချက်ကိုဆိုတာပေါ့နော်အများကြီးလို့ကြာမလို့အဲ့အကျံကြီးချက်ကတော့လောက်တယ်လို့ကြည့်ရောနော်သုံးမလို့နိုင်တော့သုံးပုံမလို့လို့ကြည့်တိတာသင်စားရဲ့အကျိုးဆက်ကိုအများကြီးခံစားရမှာဖြစ်တယ်ပေါ့နော်အဲ့မဲ့တကယ်တမ်းကမလွတ်ဖြစ်ကြတာခံရတယ်လေ။ဒါကြောင့်မို့လို့ဒီလိုကတော့လွတ်ဖြစ်အောင်တော့ ဟိုပတ်ဆိုင်ရာအတူတူမျိုးဖြစ်တဲ့အတွက်ကိုတော့အဲဒီလူကြီးတွေတော့ဟိုတပ်ပေါ်ဖြစ်ဆိုတာပြီးတော့ရှိတာပဲပေါ့နော်။ဒါပေမဲ့အခုအစိုးရခေါင်းဆောင်ဒီကနေ့ပြောင်းလဲဖြစ်နေဆိုတော့လက်ရှိအစိုးရခေါင်းဆောင်ကြီးတွေအနေနဲ့ကတော့ဟိုဟိုဖြည်းဖြည်းချင်းချင်းပြောင်းလဲပြီးတော့ပေါ့နော်။အာဒီလိုနဲ့ဘုံတော့မရှိဘူး။အဖြစ်ကတော့နောင်ဖက်လာမယ်အစိုးရဖက်ပေါ့။အဲ့ခုဒီနေ့တကြည့်ကြပြာနောင်တက်လာမယ်အစိုးရအဖွဲ့ကအဲတော့အမေဘယ်နှမ်းနှမ်းတယ်ဖြစ်တယ် အတန်ကိုနောင်တလာရအစိုးရအဖွဲ့ကအစိုးရအဖွဲ့ခေါင်းဆောင်တွေကဒါမျိုးစိတ်ဒီလိုမျိုးဒီလိုမျိုးများကအနိုင်ရဲ့အနာကအခြေပြုသွားအတွက်ကိုပြောထားတာဖြစ်တဲ့အတွက်နောင်အစိုးရအဖွဲ့ကဆောင်ရွက်နေပြီးတော့အတူတူပြောင်းနေရတာလို့ပေါ့ငင်းကြတော့မြမအနာဂတ်တိဆောက်ခြင်းအလုံးလုံးဆင်းရွေးပွဲမှာရရှိခဲ့တဲ့ဆင်းရွေးချက်တရားတစ်ချက်ကိုလက်ရှိအုပ်ချုပ်ရေးအဖွဲ့ကအကောင့်တွေပေါ်မှာလာရွေးကောက်ပွဲပြီးနောက်တက်လာမယ့်အစိုးရအဖွဲ့တွေက အကောင့်ထဲပေါ်မှာလားရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ဒါအပြင်လှုပ်တော်ကအကောင့်ထဲပေါ်မှာလားဒါမှမဟုတ်လှုပ်တော်ကိုတင်ပြအတည်ပြုချက်ရရှိပြီးမှအကောင့်ထဲပေါ်ခွင့်ရှိမှာလား။အခြားသောစိတ်နှစ်ချက်တွေရရှိပြီးတစ်စုံလုံးအတည်ပြုချက်ရပြီးနောက်ပိုင်းမှာအကောင့်ထဲပေါ်ခွင့်ရှိမှာလားစတဲ့မေးခွန်းတွေရှိနေတယ်လို့စေရေးနဲ့နိုင်ငံရေးအကဲခက်တွေကထောက်ပြကြပါတယ်။အလုံးစုံစင်းနေပေမှာရရှိခဲ့တဲ့အကြံပြုချက်အများစုပါလှုပ်တော်ထဲမှာလှုပ်ဆောင်ရမှာမဟုတ်ပဲအစိုးရအဖွဲ့ကောင်းဆောင်တွေကလားအကောင့်ထဲပေါ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ အလုံးစုံဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ဒေါက်တာညိုသင်းကပြောပါတယ်။အဲ့ဒီအကြံပြုချက်တွေကိုအစိုးရကအကောင်းဆုံးပြင်ဆင်သွားတာနဲ့အမျှလက်နက်ကင်ဆန့်ကျင်လိုတဲ့စိတ်တွေရောကြသွားနိုင်တယ်လို့မြန်မာနိုင်ငံရေးလေးလာတုံးတက်သူဒေါက်တာအောင်မျိုးကစီနံတင်ဌာနကိုပြောပါတယ်။အချို့တရားမို့လို့ရှိမှတည်ကြပါလေ။ဘာလို့တိုင်းသားတွေဘက်ကလည်းရှင်းနေမှာပေါ့နော်။နောက်ပြီးတော့စီးပွားရေးခွင့်ပြုတတ်မှုတွေလည်းရလာမှာပေါ့နော်။ဘာပဲဖြစ်သောတိုင်းပြည်ရဲ့အနေအထားအတိုက်အခံတစ်ခုရှိကောင်းလာမှာပေါ့နော်။ အဲ့ဒါကဟာဒါကောက်သွားမှာပေါ့ဘာလဲဆိုတော့သူကဒီဟိုပါပေါ့ဒီအစိုးရအတွက်ဒီအုပ်ချုပ်ရေးစနစ်ပတ်ဝန်းကျင်ကြီးတစ်ခုကိုသူကအကောင့်ဖန်တီးပြလိုက်တယ်ဆိုလို့ရှိရင်တော့ဒါကကျွန်တော်တို့ကဟိုပြည်ပသားများမှုနေနည်းမှာဟိုပါပေါ့အတိုက်အခံတစ်ခုအထိကျွန်တော်တို့ကအကောင့်ပေါ့အစိုးရပေါ့အကောင့်ပြင်သာသွားတာနဲ့အမြဲကျွန်တော်တို့ဒီဟာလာဒီလက်နက်ကဆန့်ကျင်လို့လည်းစိတ်တည်တယ်ရော့ကြသွားမှဖြစ်တယ်လို့ကျွန်တော်တို့မြင်ရတယ်ပေါ့နော် နေပြည်တော်မှာကျင်းပခဲ့တဲ့အလုံးစုံဆွေးနွေးပွဲမှာရရှိခဲ့တဲ့အကြံပြုချက်တွေဟာအစိုးရအသစ်ပေါ်ပေါက်ပြီးနော်ချက်တရားအတွင်းဆောင်ရွက်တဲ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေဆိုင်ရာအကြံပြုချက်တွေပါဝင်တယ်လို့အနာဂတ်နိုင်ငံတော်တို့ကလိုအပ်နေတဲ့အရသာခေါင်းဆောင်တွေပုံမပေါဝင်လာနိုင်စေဖို့အခြေအနေတွေပေါဝင်တယ်လို့တက်ရောက်ခဲ့သူတွေကပြောပါရတယ်။မြန်မာနိုင်ငံမှာဦးသိန်းစင်လက်ထက်2016ခုနှစ်ကကျင်းပခဲ့တဲ့ပြည်တော်စုငြိမ်းချမ်းရေးညီလာခံနဲ့ဒေါအောင်ဆန်းစုကြည်လက်ထက်23ရာစုပြည်လုံးပြည်တော်စုငြိမ်းချမ်းရေးညီလာခံတို့မှာ ်ရရှိခဲ့တယ်။ပြည်တော်စုသဘောတူညီချက်တွေအားလှုပ်တော်ကအတည်ပြုထားသည့်တိုင်အခုထိအကောင့်ထဲပို့ဆောင်တာမရှိသေးပါဘူး။